ားလုံးပဲမင်္ဂလာပါခင်ဗျာလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့နိုဝင်ဘာလ14ရက်နေ့နေကပိုင်းတင်ပြပေးမယ့်သတင်းတွေကတော့ဒီမောတောင်မြို့တိုက်ပွဲမှာမြို့မရဲစခန်းနဲ့လာဝကဂိတ်တွေလုံခြုံရေးဂိတ်စခန်းတွေကိုတော်လိုင်းရဲတပ်တွေကသိမ်းယူလိုက်ပြီးတော့နေရာအများစုကိုထိန်းချုပ်လိုက်တယ်လို့ဆိုပါတယ် နောက်ဒေါက်တာဆာဆာဦးထင်းလင်းအောင်နဲ့ဒေါက်ခင်မမမျိုးတို့ဦးဆောင်တဲ့ဌာနသုံးခုအပါအဝင် NUG ဝန်ကြီးဌာန၄ခုရှော့ချဖို့စီစဉ်ထားတယ်လို့သိရပါတယ်ခင်ဗျာပြီးတော့ AA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကစင်လန်ထောက်ပို့တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်အဲပဲခူးတိုင်းတွဲမှာတော့နေရာသုံးခုကိုဒီမှာဒီတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းဆိုပါတယ်ခင်ဗျာနောက် ပြီးတော့ KNA ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့နယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပြန်လည်ဖွင့်လှစ်တာတစုံတရာညှိနှိုင်းတာမရှိခဲ့ဘူးလို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။နောက်ပြီးတော့ဒီကိုကန်းနဲ့စစ်ကော်မရှင်တပ်တို့အကြတင်းမာမှုတွေကတော့ဒီဖြစ်ပြီးတဲ့နောက်ဒီတီဘောတရားကိုဖြတ်တန်းခွင့်ပိတ်ထားတယ်လို့ဆိုပါတယ်ခင်ဗျာ။နောက်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်236မှာရှိတဲ့စစ်တပ်ဂိတ်ကိုဝင်ရောက်တက်ခိုက်တာမှာစစ်သားနှစ်ဦးသေဆုံးပြီးတော့ဗိုလ်တအူးထိခိုက်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းတွေကိုစူးစိပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ပထမဆုံးတရင်ကောင်းတစ်ခုကိုစတင်တင်ဆက်ပေးကြမှာတဲ့အဲ့ဒါကတော့ဒီမောတောင်မြို့တိုက်ပွဲမှာမြို့မရဲစခန်းနဲ့လာဝကဂိတ်တွေတခြားနေရာတော်တော်များများကိုတော်လိုက်တက်တွေကထိန်းချုပ်ထားတယ်လို့ဆိုပါတယ်ဒီတရင်ကိုစတင်တင်ဆက်ပေးကြမှာတယ်ခင်ဗျာဒီတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်မှာစစ်တပ်နဲ့တော်လိုက်တက်တွေအကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မှာဒီမောတောင်မြို့မှာရဲစခန်းနဲ့လာဝကလုံခြုံရေးဂိတ်တွေကိုတော်လိုက်တက်တွေကသိမ်းယူလိုက်တဲ့အကြောင်းတော်လိုက်တဲ့ရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာ ဒီနိုဝင်ဘာ၁၀ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကမောတောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းကိုနယ်မြေဆိုးမှုဖို့ပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာတယ်ဖြစ်ပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးတဲ့အတွက်မှာကဲနယ်လေးဥဆောင်တဲ့တွန်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မှာမြို့ပေါ်အထိပါတိုက်ပွဲတွေကူးဆက်ခဲ့တာပါ။နိုဝင်ဘာ၁၇ရက်နေ့ကနေပြီးတော့နိုဝင်ဘာ၁၂ရက်နေ့တို့မှာ ဒီတော်လိုင်းတက်တွေကမောတောင်မြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းဒုံကျွေးဂိတ်တွေလောက်ကဂိတ်တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်ခင်ဗျာသူတို့စစ်ကြောင်းထိုးနေရကနေတိုက်ပွဲတွေမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လိုင်းတက်တွေထိန်းထားတယ်မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိတာတွေရှိတယ်နယ်မြေစုံမှုမှုကတော်လိုင်းတက်တွေဘက်ကစုံမှုထားတယ်လို့တော်လိုင်းရဲ့တရင်ရင်းမြစ်တူကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ ဒီမော့တောင်မြို့ပေါ်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မှာမြို့ပေါ်ကစစ်တပ်ကနေဇက်ဘက်ကိုဆုတ်ခွာလာပြီးတော့ဒီနေ့နိုဝင်ဘာလ14ရက်နေ့မနေ့3နာရီအချိန်မှာစစ်သား30နီးပါးဟာထိုင်းဘက်ကိုခိုးလုံလာတဲ့အကြောင်းပြီးတော့ဒီထိုင်းစစ်တပ်ကမြန်မာစစ်သားတွေထံကနေပြီးတော့လက်နက်20ကျော်ကိုသိမ်းယူလိုက်တဲ့အကြောင်းအဲ့ဒီဖြစ်စဉ်ကိုစစ်ဘေးရှောင်တွေကတွေ့ရှိပြီးတော့တပ်ပုံတွေရိုက်ကူးရာမှာထိုင်းစစ်တပ်ကတပ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကိုပြန်လည်ဖျက်ခိုင်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာ စစ်ပေးဆောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတဲ့ဝင်ခွင့်ပေးတယ်စစ်ခွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်အဲ့ဒါမနေ့အစောကြီးဆိုတော့စစ်ပေးဆောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်ပြေးလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်စုသွားကုန်ပြီလို့ဒီထိုင်းမြန်မာနယ်စပ်ခိုလုံရောက်ရှိနေတဲ့စစ်ပေးဆောင်တအူးကအရှင်းပြတာဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာထိုင်းမြန်မာနယ်စပ် ကိုဒီမော့တောင်မြို့ကနေပြီးတော့ပြည်သူ၃00နေပါစစ်ပေးဆောင်ရောက်ရှိနေပြီးတော့စားနပ်ရိက္ခာစေဝါနဲ့အမိုးကာတွေလိုအပ်နေပါတယ်စစ်ပေးဆောင်ပြည်သူတွေမှာဒီအသက်ကြီးရွယ်အိုတွေကလေးငယ်တွေကိုဝင်တော်မိခင်တွေအများပြားပါဝင်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။နောက်တရင်တပုတ်ကတော့ဒီ NUG သတင်းပါခင်ဗျာဒီဒေါက်တာစာစာဦးထင်လင်းအောင်နဲ့ဒေါက်ခင်မမမြို့တော်ဦးဆောင်တဲ့ဌာနသုံးခုအပါအဝင် NUG ကဝင်ကြီးဌာန၄ခုလျှော့ချဖို့စီစဉ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ပြပါမယ်။ ြုပြင်ပြောင်းလဲရေးတွေလှုပ်ဆောင်နေတယ်ဆိုတဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကဝန်ကြီးဌာန18ခုတည်းကဝန်ကြီးဌာန၄ခုကိုလျှောက်ချဖို့စီစဉ်ထားပြီလို့သိရှိရပါတယ်ခင်ဗျာ NUG အစိုးရကလျှောက်ချဖို့စီစဉ်ထားတဲ့ဝန်ကြီးဌာန၄ခုကတော့၁ဒေါက်တာဆာသာဦးဆောင်တဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့်ဦးထင်လင်းအောင်ဦးဆောင်တဲ့ဆက်သွယ်ရေးနဲ့ဒီတရင်ချက်လက်နဲ့နှီးပညာဝန်ကြီးဌာန၃ဒေါက်ခင်မမမျိုးတို့ဦးဆောင်တဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာန နောက်ပြီးတော့ဒီဥနိုင်ထွန်းဖေနိုင်သူဝင်နာဥဆောင်တဲ့လုံသမဝင်းကြီးဌာနတို့ဖြစ်တယ်လို့ NUG အစိုးရဖွဲ့တာဝန်ရှိသူတဦးကဒီဗမာ PJ ကိုအတည်ပြုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဝင်းကြီးဌာနတချို့ကိုဥသီးဌာနအဖြစ်ပြောင်းလဲဖို့အစီအစဉ်ရှိပြီးတော့အဲ့ဒီဥသီးဌာနဘယ်နှခုဆက်ထားမယ်ဆိုတာနဲ့ဘယ်ဝင်းကြီးဌာနအောက်မှာဆက်ထားမလဲဆိုတာကိုတော့ညှိနှိုင်းနေတယ်လို့သိရပါတယ်ခင်ဗျာ ်ဝန်ကြီးဌာန၄ခုရှင်းချလိုက်တဲ့အတွက် NUG အစိုးရရဲ့ဖွဲ့စည်းပုံထဲမှာဝန်ကြီးဌာန73ခုဆက်ရှိနေမှာဖြစ်ပေမဲ့အဲ့ဒီဝန်ကြီးဌာနတချို့ထပ်ပြီးရှင်းချဖြစ်ဖို့အစီအစဉ်ရှိနေသေးတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ2020ခုနှစ်ဆက်အနာသိမိတဲ့နောက်မှာဒီ2020ခုနှစ် AB လ16ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့မြို့သားညီညွတ်အစိုးရကိုယာယီသမ္မတဒူဝါလက်ရှိလဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းတို့ကလက်တွေ့ဥဆောင်နေတာပါ ကာကွယ်ရေးဝန်ကြီးဌာနဂျမမာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနဖက်ဒရယ်ရေးရဝန်ကြီးဌာနအပါအဝင်အနည်းဆုံးဝန်ကြီးဌာန၈ခုဟာမြန်မာပြည်တွင်းကလွတ်မြောက်နယ်မြေတွေမှာရုံးစိုက်ထားပြီးတော့လက်ပတ်နေပါတယ်။ဆက်သွယ်ရေးတရင်ချက်လက်နဲ့နိပညာဝန်ကြီးဌာနကဥဆောင်ပြီးတော့2021ခုနှစ်အောက်တိုဘာလကစတင်ထုတ်လွှင့်ခဲ့တဲ့ Radio NUG ဟာလည်းဘာနာရေးအခက်အခဲကြောင့်2025ခုနှစ်နိုဝင်ဘာ9ရက်နေ့ကတရားဝင်ရဆိုင်ခဲ့ပါတယ်ခင်ဗျာ။ နောက်တိုက်ပွဲသတင်းတစ်ခုကိုဆက်ပြီးတင်ပြကြပါမယ်။အဲ့ဒါကတော့ဒီ AA ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကစင်လန်ထောက်ပို့တပ်ကိုထိုးသည့်စင်တိုက်ခိုက်နေပါတယ်။ပြီးတော့ညောင်ချီရောက်နီနာနဲ့နေရာ၃ခုအထိတိုက်ပွဲတွေဟာပိုပြီးကြပြလာတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပေးပါမယ်။မနေ့ကဆက်ပြီးတော့ AA ကထိုးသည့်စင်တိုက်ခိုက်နေတဲ့စင်လန်အပါအဝင်နေရာ၃ခုလောက်မှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့စစ်မြေပြင်သတင်းရင်းမြစ်တူကဒီပြောပြတာဖြစ်ပါတယ်ခင်ဗျာ။ ဒီမှာဖြစ်နေတဲ့တိုက်ပွဲတွေကိုထောက်ပို့လုပ်နေတဲ့စင်လန်ဂျေးပါစကန်ကိုတော်လိုင်းတွေကတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နောက်တိုက်ပွဲတစ်ခုကကပ္ပဆ16ကနေ63လုံးပွိုင်ကုန်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုအေအေနဲ့ပူပေါင်းတပ်ဖွဲ့ကဖျက်တိုက်တော့ကပ္ပဆ10နဲ့ဒီ63လုံးပွိုင်ကုန်းအကြမ်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်လို့စစ်ရေးတရင်အရေးမြစ်တူကပြောဆိုတာဖြစ်ပါတယ်။ လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာဆင်နန်တစ်ခုတည်းတာမဟုတ်ဘဲနဲ့လီလာတောင်ညောင်ချီတော့ပတ်ဝန်းကျင်တို့မှာလည်းဖြစ်ပွားနေတာလို့ပြောပြပါရခင်ဗျာဒီယိုလန်ထက်ကလေသာတောင်ဆင်လန်ညောင်ချီတော့တို့မှာတိုက်ပွဲဖြစ်နေတဲ့တောင်ကုတ်အုပ်ရှိပင်ယိုတောင်လန်တခြားလူတောင်ပြောလို့ရတယ်နေရာအများပြားမှာဖြစ်နေတာ0.6သန်းလုံးနဲ့ကပ္ပစ16အကြားမှာရော ဖြစ်နေတာစစ်ကော်မရှင်ဘက်ကလည်းလေချောင်းပစ်ကူအတွဲလိုက်တုံးတွေနဲ့ပါပစ်နေတာလက်နဲ့မျိုးစုံနဲ့ပစ်နေတာလို့ပြောပြပါရခင်ဗျာ အင်အား200လောက်နဲ့63လုံးပွိုင်ကုန်ကိုထိုးပေါက်ဝင်ရောက်လာတဲ့ကပ္ပစ16ကစစ်ကြောင်း2ကြောင်းဟာအေအေရဲ့တပ်ခွဲနဲ့ဂျောင်းပိတ်မိနေပြီးတော့ရှေ့တိုးမရနောက်ဆုံးမရအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့လည်းစီးရီးတရင်အေးမြစ်တွေကပြောဆိုကြပါတယ်။အေအေသိမ့်ပိုက်ထားတဲ့ပွိုင်63လုံးကုန်မှာပြန်နေရဝင်ယူထားတဲ့စစ်ကြောင်းမှာဆန္ဒရိတ်ခါပြတ်လတ်နေတာကြောင့်စစ်ကြောင်း2ကြောင်းဟာစစ်ကူနဲ့ရိတ်ခါလာဖို့နေကြတာဖြစ်တယ်လို့လည်း၎င်းကပြောပြပါပါတယ်ခင်ဗျာ။ 63လုံးပွိုင်ဂုံးကပြိမိနေတဲ့အဖွဲ့ကဆန္ဒရိတ်ကပြတ်နေတော့စစ်ကူနဲ့ရိတ်ခါလာပို့တာပေါ့အခုလမ်းမှာဖြတ်တောက်တိုက်ခိုက်ခံနေရတယ်လို့လည်းဒီစီရေးတရင်အေးမြက်ကပြောဆိုပါတယ်စစ်ကောင်စီဟာ63လုံးပွိုင်ဂုံးမှာပြိမိနေတဲ့တပ်ဖွဲ့ဝင်တွေကိုဆန္ဒရိတ်ခါတချို့လေချောင်းကထောက်ကူပြုနေပေမဲ့လည်းလုံလောက်တာမရှိလို့တချို့မှာထွက်ပြေးတယ်လို့တချို့မှာလမ်းပြူထောင်ပြီးအရက်ခတ်တက်တော်စီကိုလက်နက်ချအညံ့ခံလာတာတွေလည်းရှိလာတယ်လို့ပြောပါတယ်ခင်ဗျာ ညောင်ချေတော့ပဝန်းကျင်လေးလာတောင်စင်လန်ကပ္ပဆ16ပွိုင်6တလုံးတို့ဤတိုက်ပွဲတွေမှာကျက်ပြန့်နေပြီးတော့စစ်မတိုက်လို့တဲ့ပြည်သူစစ်မှုထမ်းအများပြားဟာနေတိုင်းလို့လို့ထွက်ပြေးနေကြတာကြောင့်လိုက်လံဖမ်းဆီးနေရတယ်လို့လည်းပြောဆိုပါတယ်ခင်ဗျာနောက်ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကဂိတ်တရင်တစ်ခုကိုဆက်ပြီးတင်ပြကြပါမယ် ကချင်ပြည်နယ်မှာ KNO KNA ထိန်းချုပ်ထားတဲ့နေဇာမြို့တွေနဲ့ထိစပ်လျက်ရှိတဲ့နေဇာဂိတ်တွေကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်လိုက်ပြီးတော့အဲ့ဒီလိုဖွင့်လှစ်ဖို့တစုံတရာညှိနှိုင်းမှုမရှိခဲ့တဲ့အကြောင်း KNO ပြောရေးဆိုခွင့်ရှိသူဘုံကြီးနော်ဘူကဒီရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုထားပါတယ်အောက်တိုဘာ25ရက်နေ့ကစတင်ပြီးတော့တရုတ်နိုင်ငံကတဖက်သက်ပိတ်ပင်ထားတဲ့နေဇာဂိတ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီးတော့အဲ့ဒီလိုနေဇာဂိတ်တွေဖွင့်လှစ်ဖို့ တစုံတရာညှိနှိုင်းတာမရှိပါဘူးတရုတ်နိုင်ငံက၎င်းတို့ပိတ်ထားတဲ့ဂိတ်တွေကို၎င်းတို့သဘောနဲ့ပြန်လည်ဖွင့်လှစ်တာဖြစ်တဲ့အကြောင်းဗိုလ်မှူးကြီးနော်ဘူကပြောဆိုပါတယ်ခင်ဗျာတရုတ်ကပြန်လည်ဖွင့်လှစ်လိုက်တဲ့နေသားဂိတ်တွေမှာမန်ဝင်းကြီးလွယ်ကျဲမိုင်းချန်ရန်လိုင်ဇာကမ်ဘတ်တီပန်ဝါနဲ့ဖီမော်တို့ဖြစ်တဲ့အကြောင်းအဲ့ဒီလိုနေသားဂိတ်တွေကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်ပေးတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ KNO KNA နေနဲ့ညီနိုင်တာမရှိပါဘူးတရုတ်ကသူတို့ဘာသာပြန်ဖွင့်တာပါလို့ဘုံမကြီးနော်ဘူကပြောဆိုပါတယ်အစိုးရနယ်စပ်ဂိတ်တွေကနေတဆင့်ကုန်သွယ်ရေးပြန်လည်စတင်ပေးမယ်လဲတရုတ်ဘက်ကကန့်သတ်ချက်တချို့ရှိနေတဲ့အကြောင်းစာနာရေးခံတဲ့လူသုံးကုန်တွေတင်သွင်းတာတွေလည်းရရှိထားတယ်လို့သိရတဲ့အကြောင်းပြန်ရင်သတင်းရင်းမြစ်တခုကရှင်းပြပါတယ်ခင်ဗျာဒီ KNA က2024ခုနှစ်နှစ်ကုန်ပိုင်းအတွင်းမှာကချင်ပြည်နယ်မှာရှိတဲ့တရုတ်မြန်မာနယ်စပ်မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်နိုင်ငံဘက်ကတဖက်သက်နေသားဂိတ်တွေကိုပိတ်ပင်ခဲ့ပြီးတော့အခုခါမှပြန်လည်ဖွင့်လှစ်လာတာဖြစ်ပါတယ်ခင်ဗျာနောက်ရခိုင်ပြည်နယ်ကြောက်ဖြူကဒီအေနဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုဆက်ပြီးတင်ပြကြပါတယ်ခင်ဗျာအဲ့ဒါကတော့ကြောက်ဖြူတိုင်းချောင်းအနီးမှာအေနဲ့စစ်တပ်တို့အကြတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်ကျောက်ဖြူမြို့နယ်တိုင်ချောင်းရွာနဲ့ချောင်းဝကျေးရွာအကြားမှာအရက်တက်တော်အီနဲ့အကျန်းဖက်စစ်တပ်တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစီရင်တရင်ရင်းမြစ်တွေကပြောကြပါဗျာ။ ဖြစ်နေတာမင်းညားကနေဒီနေ့ထိဖြစ်နေတုန်းမှဒရုန်းလက်နက်ကြီးလေရင်အကုန်ပါတဲ့နေပြည်ကပြစ်ကူပေးနေတယ်စစ်တပ်ကထိုးသစ်ဆင်နေတယ်လို့အေအေကလည်းခံစစ်ကနေပြန်ထိုးသစ်ဆင်တယ်ဒီအတွက်တိုက်ပွဲကပြင်းထန်နေတယ်လို့ပြောပြပါရယ်ခင်ဗျာဒီအကြံပေးစစ်တပ်စစ်ကြောင်းကြီးရေးလေးစစ်ကူယူပြီးတော့တိုက်ခိုက်နေပြီမဲ့လည်းနဲကျုံးလာတဲ့စစ်ကြောင်းတွေကိုအပိုင်ရတဲ့နေရာတွေကနေပြီးတော့အေအေကဖြတ်တောက်တိုက်ခိုက်တာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့လည်းဆိုပါရယ်ခင်ဗျာ အေအေနဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်မှာအေအေထိန်ချုပ်ထားတဲ့တိုင်းချောင်းကြီးရွာကိုစစ်တပ်ကထိန်ချုပ်လိုက်ပြီလို့စစ်ကောင်စီလော်ဘီတွေကကြွေးကြော်နေပေမဲ့လည်းမြေပြင်အခြေအနေကသူတို့သတင်းတင်တယ်လို့မဟုတ်ပါဘူးစစ်ကြောင်းထိုးနေကျွန်းလာတဲ့စစ်ကြောင်းတွေအေအေရဲ့တပ်ကွင်းတွေကျသွားတာအများကြီးပါပဲလို့၎င်းကဆက်ပြောပြတာပါလက်ရှိအချိန်ထိတိုင်းချောင်းအနီးဝန်းကျင်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော့တိုက်ပွဲအခြေအနေနဲ့နှစ်ဖက်အထိကိုက်အကြဆုံးကိုမသိရသေးဘူးလို့လည်း၎င်းကဆိုပါတယ် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးစစ်ပွဲဧရိယာထဲမှာပါဝင်နေတဲ့ချောင်းဝမြင်းကုံတိုင်းတိုင်းချောင်းမင်းပြင်ကျေးရွာတို့မှာလည်းစစ်တပ်ကဒရုန်းအပါအဝင်မြေပြင်နဲ့ရေပြင်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ကျေးရွာတွေရှိနေတချို့ပျက်စီးမှုတွေရှိနေတယ်လို့လည်း၎င်းကပြောပြပါတယ်ခင်ဗျာအလားတူပဲစစ်ကောင်စီကတဘာဝတန်ခွင်နဲ့ရေနံတင်ဖို့ရာမရေကျွန်းအနည်းမြထဲကနေပြီးတော့ရေတက်သင်္ဘောတွေအပြည့်ချထားပြီးတော့အဲ့ဒီကနေနေပြည်တော်အပါဝင် ။ပုံကျွင်ရေတက်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့ပုံချတာတွေကြောင့်မရိုင်းဆိုင်ကျွန်းမြို့ချောင်းကျွန်းနဲ့အနီးအနားရှိကျေးရွာတွေကလည်းလက်နက်ကြီးဒရုန်းကြားရောက်တာကိုစိုးရိမ်တာတွေကြောင့်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်တဲ့ရင်တပုတ်ကတော့ကိုကန်းနဲ့စစ်ကော်မရှင်တက်တို့ကြားမှာတင်းမာမှုတွေဖြစ်ပြီးတဲ့နောက်တီဘောတရားကိုဖျက်တမ်းခွင့်ပေးလိုက်ပါရခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်လာချိုမြို့ကြားမှာစစ်ကော်မရှင်တက်နဲ့ကိုကန်းတက် MNDAA တို့ကြတင်းမာမှုတွေဖြစ်နေပြီးတော့ဒီနေ့နိုဝင်ဘာလ14ရက်နေ့မနက်ကစပြီးတော့တီဘောမြို့အထက်တရားကိုဖြတ်တန်းခွင့်ပိတ်လိုက်တာကြောင့်တော်လာလို့မရတော့တဲ့အကြောင်းဒေသခံတွေထံကနေပြီးတော့သိရပါဗျ။လာရှိုးမြို့ဘက်သွားတဲ့တီဘောမြို့အထက်မှာရှိတဲ့တီဘောတရားကိုဝင်ထွက်ရောဒီပိတ်ထားတာကြောင့်ခီးတဲ့ကားကြီးတွေကားငယ်တွေနဲ့ကိုနေကားကြီးတွေမြို့တွင်းမြို့ပြင်မှာရန်နာဆောင်ဆိုင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်ခင်ဗျာ။ အစင်းရောအတက်ရောပိတ်ထားတဲ့ခုမနဲ့မှာတရားတစ်ဖက်စီမှာဂိတ်ရှိတယ်စစ်တပ်ကမြူတဲကနေတရားထီ MNDA ကတရားရှိပဲချံမြူတဲမဟုတ်ဘူးလို့ဒေသခံတို့ကဆိုပါတယ်ခင်ဗျာတချို့ကားသမားတွေကတော့လှည့်ပြန်သွားတယ်လို့လည်းပြောပါတယ်ဒီတိဘောမျိုးကိုပြီးခဲ့တဲ့အော်တိုဘာ18ရက်နေ့မှာတန်းမြူတဲလူမျိုးရေးတက်မတော် DNLC ကနေပြီးတော့စစ်ကော်မရှင်တပ်ကပြန်လဲသိမ့်ပိုက်ပြီးတဲ့နောက်တိဘောလာရှုလမ်းကိုတွားပွင့်ပြုခဲ့တာပါအဲ့ဒီနောက်ဒီနေ့မနေ့မှာ ရုတ်တရက်သွာလာကွင်းပိတ်လိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာလာရှုကတကြောပြန်ဖြစ်မဲ့သဘောရှိတယ်လို့လာရှုမြို့ကတူကလည်းတုံ့တက်ပြောဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့မှာလာရှုမြို့စင်နဂေါဟိုတယ်မှာစစ်ကော်မရှင်တပ်နဲ့ကိုကန့်တက်တို့အကြားတွဲဆောင်တာတွေရှိခဲ့တဲ့အကြောင်းကိုကန့်နဲ့နှိစက်တဲ့တရင်အရင်းမြစ်တွေထံကနေပြီးတော့သိရပါတယ်ဆွေးနွေးမှုရလဘလို့ရှိတယ်ဆိုတာအတိအကျမသိရသေးပေမဲ့လည်းညှိနှိုင်းမှုအဆင်မပြေဘူးလို့လည်းဆိုပါတယ်ခင်ဗျာ ဒီတစ်တုံညာနှစ်ကုန်စစ်စင်ရေးအပိုင်းနှစ်မှာကိုကန့်တက်သိမ်းခဲ့တဲ့လာချုံမြို့ကိုတရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်တပ်ကအီဗီလာမှာပြန်လည်ဝင်ရောက်နိုင်ခဲ့တာပါဒါပေမဲ့လည်းလာရှုမြို့တွင်ကိုသာစစ်ကော်မရှင်တပ်ကတက်ဆွဲနိုင်ပြီးတော့မြို့ပြင်ပတ်ပတ်လည်မှာတော့ကိုကန်တက်တွေကဆက်လက်တက်ဆွဲထားတာဖြစ်ပါတယ်။လက်ရှိမှာကိုကန်တက်ဟာတရုတ်စိုးရရဲ့ညှိနှိုင်းပေးမှုနဲ့စစ်ကော်မရှင်တပ်နဲ့အပြည့်ရက်ဖို့သဘောတူညီထားပေမဲ့လည်းအောက်တိုဘာ25ရက်နေ့မှာထုတ်ပြန်တဲ့ ကိုကန်တက်ရဲ့အပစင်တက်ကေရာလှဲ့ကြတင်နန်းစင်ပွဲမှာကိုကန်စီဥတီမူချုပ်ကလက်ရှိရထားတဲ့ပြစ်ခတ်ရဆဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလတ်တစ်ခုသာဖြစ်ပြီးတော့နောက်ဆုံးအေကန်ညင်းချိုင်းမဟုတ်သေးတဲ့အကြောင်းပြောကြားထားပါရခင်ဗျာနောက်တဲ့နေ့ဘုကတော့ဒီရန်ကုန်မန္တလေးအမြန်လမ်းမန်တိုင်ကိုကို239ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်သား2ဦးသေဆုံးပြီးတော့ဗိုလ်2ဦးတိုက်ခိုက်သွားတယ်လို့ဆိုပါရတယ်။ဒီသတင်းကိုတင်ဆက်ပါမယ်ခင်ဗျာ။ နေပြည်တော်တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမိုင်းတိုင်း239မှာရှိတဲ့အကျံဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်သား2ဦးသေဆုံးပြီးတော့ဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF တက္ကသိုလ်ဘက်တလီယံ833ကတရင်မှုရဲဘော်ရာမွန်ကဒီပြောဆိုထားတာဖြစ်ပါတယ်။နိုဝင်ဘာ17ရက်နေ့ည9:45မိနစ်လောက်မှာတက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမိုင်းတိုင်း239မှာရှိတဲ့အကျံဖက်စစ်တပ်ရဲ့ လေကဒရာဂိတ်ကိုနေပြည်တော်တပ်ကုန်း PDF တန်ရင်အမှတ်633ကတွန်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာထိတွေ့တိုက်ပွဲဟာမိနစ်30လောက်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ဘက်က2ဦးသေဆုံးကဗိုလ်တဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ဆေးရုံတင်ထားရကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတွန်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ ဒီစစ်ခွေးအင်အားက15ရောက်လောက်ရှိမယ်ဂိတ်စကန်အသေးပါစစ်ခွေးသေးစရင်ထတ်တူးသေးတာမျိုးမကြောက်မိသေးဘူးကျွန်တော်တို့ကတော့နေပြည်တော်တိုင်းစစ်ထဏာတပ်တွေဖြစ်လို့နေပြည်တော်အဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲကြိုးစားနေမှာပါလို့ PDF တပ်ကုန်းဗတလီယန်၈၃၃၃မှတည်ရမှုရဲဘော်ရာမွန်ကပြောဆိုတာဖြစ်ပါတယ်။ဒီအဲ့ဒီတိုက်ခိုက်မှုဖြစ်တဲ့နဲ့ပတ်သက်ပြီးတော့အမြန်လန့်နောက်ဖက်ခြံကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကြေးရွာနေပြည်သူများစစ်ရေးတရီနဲ့တွာလာနေထိုင်ကြဖို့တည်ရမှု ရဲဘော်ရမွန်ကဆက်လက်ပြောဆိုထားပါရယ်ခင်ဗျာနိုဝင်ဘာလ14ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါရယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်